အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ထိုင်းဝင်ကြီးချုပ်ပေထုံထန်ကိုအတိုက်အခံအမတ်တွေကလွတ်တော်အတွင်းအယုံကြည်မရှိအစိုးတင်းတွင်ခဲ့မှုဟာရှုံးနိမ့်သွားတယ်ဆိုတဲ့သတင်းမှာထိုင်းလွတ်တော်အတွင်းဝင်ကြီးချုပ်ပေထုံထန်ကို အတိုက်အခံအမတ်တွေကအယုံကြည်မရှိအစိုးတင်းတွင်ခဲ့ပြီးမတ်လ26ရက်နေ့မှာအစိုးကိုမဲခွဲဆုံးဖြတ်ရမှာတော့ဝင်ကြီးချုပ်ဘက်ကအနိုင်ရရှိသွားခဲ့တယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြလာပါတယ် အယုံကြည်မရှိအစိုးကလွတ်တော်အတွင်မဲခွဲဆုံးဖြတ်ရမှာအလုတော်အမှတ်489ဦးတက်ရောက်ခဲ့ပြီးအစိုးကထောက်ခံမဲ162မဲသာရရှိခဲ့ပြီးကန့်ကွက်မဲ319မဲရရှိခဲ့တာကြောင့်အစိုးရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ပြည်သူ့ပါတီက ဝန်ကြီးချုပ်ဦးဆောင်တဲ့ညမောင်အစိုးရဟာလျှင်းစစ်မီတာကားတွေမြင့်တက်နေတာစီမောင်းရေးတိုးတက်မှုနှေးကွေးတာတွေကိုမဖြေရှင်းနိုင်ဘူးလို့ဝေဖန်ခဲ့ပြီးဖခင်ဖြစ်သူဝန်ကြီးချုပ်ဟောင်းသက်စင်ရဲ့အရေးအောက်မှာအစိုးရကိုဦးဆောင်နေသူ ဖြစ်တယ်လို့စွပ်စွဲခဲ့ပါတယ်။မလ24ရက်နေ့ကစတင်ပြီးလွတ်တော်အတွင်အယုံကြည်မရှိအစိုးရအတွက်ဆွေးနွေးခဲ့ပြီးနောက်အခုလိုမဲခွဲ ဆုံးဖြတ်ခဲ့ကြတာပါ။အစိုးရရှုံးနေပြီးနောက်မှာဖေထောင်တန်းဟာအစိုးရအဖွဲ့အကြီးအကဲဖြစ်ဆက်လက်ရှိနေမှာပဲဖြစ်ပါရဲ့ရှင်။ကျမနွယ်နွယ်ပါ။